သူကဟိုဟာရှိတယ်အဲရေတင်တာရှိတယ်ရေတင်တယ်ဆိုတာကဒီခြံကပူလာပြီဆိုရင်အပေါ်မှာလေဟိုဟာရင်ငုံလေးတွေရှိတယ်အဲမလုံးကြည့်အောင်ပူလာဆက်ပြီးလို့အဲငုံလေးတွေကဒီကြက်ခြံထဲမှာရေသားပူလာပြီဆိုရင်ရေဖြန့်ပြီးရတာပေါ့အဲဒါကိုလို့ရှိကျွန်တော်တို့ကဖုန်းကနေဒါမှမဟုတ်ရင်အော်တိုမိတ်ပေါ့နော်ဒီအပူချိန်တစ်ခုရောက်ရင်ဒီရေဘားတွေကိုဟိုရေသူကဖွင့်စရာနှစ်ခုရှိတယ်ပေါ့နော်ဒီရေတင်ဖို့အတွက်ကတစ်ခုရှိမယ်ပြီးွားရင် ရေပားဖွင့်ဖို့ရနှစ်မျိုးထည့်ရမှာပေါ့ဆိုတော့ကျွန်တော်ကရေပားဖွင့်ဖို့ရပြီးရင်ရေတင်ဖို့ရအခုလုံးကိုကျွန်တော်တို့ကဒီ IOD device တွေနဲ့တက်ပြီးတော့မှဖုန်းကနေကျွန်တော်ကကွန်ထရိုးလုပ်မှာပေါ့နော်မီလုံးတစ်ဖက်ကိုသူက၉လုံးပေါ့နော်အဲဒီမီလုံးတွေကသူကဘာလုပ်ဖို့လဲဆိုတော့ ညဘက်ကျရင်ဒီကြက်တွေကို9နိုင်အထိမီးထွန်းထားပေးရတယ်ဗောနော်။အဲသူအစာစားရင်မြင်အောင်ဗောနော်။9နိုင်လို့ပြီးွားပြီဆိုတာနဲ့ကျွန်တော်တို့ကည9နိုင်ဆိုတာမီးပိတ်မယ်။ပိတ်ပြီးွားနဲ့မနက်9နိုင်မှပြန်ဖွင့်မယ်ဗောလေ။ဆိုတော့နှစ်ချိန်ဗော။အဲညမှောင်တာနဲ့မီးဖွင့်ပြီးတော့မှည9နိုင်မှတစ်ခေါက်ပြန်ပိတ်မယ်။ပြင်ကြက်တွေကိုခဏအနာပိတ်မယ်ဗောသူ8ချိန်ဗော။အဲ8ချိန်ပြီးွားလို့ မနေ့ငါးနိုင်ကြရင်ပြန်ဖွင့်မယ်ပြီးအလင်းရရင်ပြန်ပိတ်မယ်ပေါ့ဆိုတော့အဲ့ရလို့ကျွန်တော်တို့ကဒီ IMD စန်စာတွေတပိုက်တပီတော့မှဒီအချိန်နဲ့ပေါ့နော်မီးကိုအော်တိုတော်လကောင်းဓမ္မမို့ကျွန်တော်ဖုန်းကနေဒီအော်တိုမိတ်လုပ်မှာပေါ့နော်ဒါဒီ controller 8 channel controller ပေါ့เนาะ ဒီ controller ကနေပြီးတော့မှတစ်ဆင့်ကျွန်တော်တို့ကဒီ gateway ကိုသုံးပြီးတော့မှကျွန်တော်တို့ရဲ့ IoT platform ကိုပို့ပေးတာပေါ့နော်အဲ့တော့ဒီ gateway မှာဆိုရင်ဒါကျွန်တော်တို့က mi channel ပေါ့ပင်တာရေပါခွင့်တဲ့ဟာလေးပင်တာကကျွန်တော်တို့ဒီရေမော်တာကိုမောင်းတဲ့ဟာလေးပေါ့အခြား use case တွေပေါ်လာရင်လည်းဒီမှာထပ်ထည့်ပြီးသုံးလို့ရတယ်ပေါ့နော်ပြီးတော့ရင်ဒီတစ်ခုကကြတော့ကျွန်တော်တို့ကဒါ ammonia နဲ့ဒါဟိုပါပေါ့ hydrogen sulfide ကိုကျွန်တော်တို့ကဆန်လို့ဖို့အတွက်ထားတာဟာပေါ့ဒီကတော့ချက်ချင်းနန်းတွေကိုကျွန်တော်တို့ကဆန်လို့ဖို့နော်ဒီ ppm တန်ဖို့ value 10အောက်ထိကို ပဲထားနေတယ်ပေါ့အဲ့ထက်များရင်တော့ကျွန်တော်ချက်ချီးရဆေးတင်တယ်ပေါ့တန်ရှင်းလုပ်တင်တဲ့ဟာမျိုးပေါ့နော်ဒါကကျွန်တော်တို့ temperature sensor ပေါ့ခုနကဒီ temperature sensor နဲ့ကျွန်တော်တို့ဒီ POI ရင်ရီမိုတာနဲ့တွဲသုံးလို့ရတယ်ခုတော့ကျွန်တော်မတွဲထားဘူး manual တွားတယ်ပေါ့ဒီ temperature ထားခြင်းကြောင့်ရင်ဒီ check ဒီ channel မှာဒါအပူချိန်ကျွန်တော်တို့မြင့်လာပြီဆိုရင်ကျွန်တော်တို့ဒီမော်တော်ကိုမောင်းပြီးတော့မှအမိုးအာအေးပေးလို့ရတယ်ပေါ့လေဆိုတော့အခုလက်ရှိကတော့ဖုန်းကနေတဆင်ပဲကျွန်တော် manual cloud ကနေဖွင့်နေနေတုံလို့ရတယ် အဲတမ်ပရေချာကမတွဲထားဘူးเนาะတမ်ပရေချာကျွန်တော်တို့လက်ရှိအခန်းထဲမှာရှိတဲ့ဒီခြံထဲမှာရှိတဲ့ပူချိန်ရောပဲကျွန်တော်တို့တိုင်ဖို့အတွက်ဝမ်းဖွင့်လိုက်ရင်မမီးပေါ့မီးလင်းသွားပြီပေါ့နော်ပြီးရင်သူကတော့ခဏနေပြန်ပိတ်သွားလိမ့်မယ်ပေါ့ဘာလို့အချိန်နဲ့သူတို့ထားတော့သူကဒီမနေ့လင်းတဲ့အချိန်မှာဆိုရင်ဖွင့်လို့မရအောင်ပြန်ပိတ်သွားလိမ့်မယ်မီးရရေပါလေးရှိတယ်ပေါ့နော်ရေပါကိုကျွန်တော်အရင်ဖွင့်လိုက်မှာနော်ဒီရေပါရေပါလေးပေါ့လေပြီးရင်ကျွန်တော်ရေမော်တာကိုဖွင့်မယ်ပေါ့လေဒါရေမော်တာ ひもだを